သခင်ယေရှုအိုးသခင်ယေရှုအိုးသခင်ယေရှုကိုရောချစ်ကြပါ၏ကိုရောကိုလိုအပ်ကြပါ၏ကိုရောနှုတ်ကပတ်တော်အတွက်ကိုရောထံမှတပံဖွင့်ပေးကြပါ၏ကောင်းကင်မြတ်နိုင်ငံတော်သားများဖြစ်စေခြင်းအတွက်ကိုရောချီးမွမ်းပါ၏အိုးသခင်ယေရှုဝိညာဉ်၌စင်ရဲသောသူများဖြစ်စေပါနိုင်ငံတော်နှင့်ပတ်သက်သစ်တော်ရာများကိုရောဆက်လက်၍စကားပြောတော်မူပါအိုးသခင်ယေရှု ်နိုင်ငံတော်သားများ၏လွှမ်းမိုးခြင်းနှင့်ဆက်လင်၍တော်လကောင်နိုင်ငံတော်သားများ၏ပြည်ညက်တရားနှင့်ဆက်လင်၍တော်လကောင်ယနေ့တဖန်ဖွင့်ပြတော်မူပါကျွေးမွေးတော်မူပါအိုးသခင်ယေရှုအာမင်ယနေ့ရဲ့ဝေစုဖြစ်တဲ့မသက်ခန်းကြီးကခန်းငယ်73မှာ20အထိကိုမှတ်စုများနှင့်စာတော်မှုရကြရအောင်ခေါင်းစဉ်နှစ်နိုင်ငံတော်သားများဤလွှမ်းမိုးခြင်းနှင့်ဆက်လင်း၍ ခန်းကြီး9ခန်းငယ်73မှ76အထိမသက်ခန်းကြီး9ခန်းငယ်73တင်တို့သည်ဤလောကဤစာဖြစ်ကြ၏စာမှုကအငံကင်းပြောက်လင်ငံသောရတာကိုအဘယ်သို့ရပြန်မည်နီပြင်တို့ပြစ်လိုက်၍ကြော်နှင်းချင်းမှတပါအဘယ်အတုံးမျှမဝင် မသက်ခန်းကြီးငါခန်းငယ်ဆက်လေတေနို့သည်ဤလောကဤအလင်းဖြစ်ကြ၏တောင်ထိတ်၌တည်သောမြို့ကိုမကွယ်နိုင်မသက်ခန်းကြီးငါခန်းငယ်ဆက်ငါစီမီထွန်း၍တောင်စလန်းအောင်၌ဖုံးထားလေမရှိအိမ်သူအိမ်သားအပေါင်းတို့သည် အလင်းကိုရစေခြင်းကစီမီခုံပေါ်မှ တင်ထားလေရှိ၏ မသက်ခန်းကြီးငါခန်းငယ်16ထိုနည်းတူသူတပါးတို့သည်တင်တို့ဤကောင်းသောအကျင့်ကိုမြင်၍ကောင်းကင်များ၌ရှိတော်မူသောတင်တို့အဖအဤဘုံတော်ကိုချီးမွမ်းစေခြင်းကသူတပါးရှိ၌တင်တို့အလင်းကိုလင်းစေကြလော။ခေါင်းစဉ်3နိုင်ငံတော်သားများဤပြည့်ညက်တရားနှင့်ဆက်လင်း၍ခန်းကြီးငါခန်းငယ်16မှငယ်ခန်းငယ်48ထိမသက်ခန်းကြီးငါခန်းငယ်16 ပညတိကျမ်းနှင့်ပရောဖက်ကျမ်းများကိုဖျက်ပဲ့ခြင်းကငါလာသည်ဟုမထင်ကြနှင့်ဖျက်ပဲ့ခြင်းကငါလာသည်မဟုတ်ပြေဆုံးစေခြင်းကငါလာသည်မသက်ခန်းကြီးငါခန်းငယ်၁ငါအမှန်ဆိုသည်ကကောင်းကင်နှင့်မြေကြီးမပြည့်စည်မီတိုင်အောင်ပညတိကျမ်း၌အငယ်ဆုံးသောစလုံးဗိန္ဒရုတလုံးမြပြေဆုံးခြင်းတို့မရောက်မီမပြည့်စည်ရာ မသက်ခန်းကြီးငါခန်းငယ်19ထို့ကြောင့်ကျင်သူသည်အငယ်ဆုံးသောပြည့်ညက်တစ်ခုကို ကိုယ်တိုင်လွန်ကျူး၍သူတပားတို့အားလည်းထို့အတူတွင်တင်၏ထိုသူသည် ကောင်းကင်များ၏နိုင်ငံတော်၌အငယ်ဆုံးသောသူဖြစ်လိမ့်မည်ကျင်သူသည် ကိုယ်တိုင်ကျင့်၍သူတပားတို့အားလည်းတွင်တင်၏ထိုသူသည် ကောင်းကင်များ၏နိုင်ငံတော်၌ကြီးသောသူဖြစ်လိမ့်မည်မသက်ခန်းကြီးငါခန်းငယ်20တင်တို့ဤဖြောင့်မတ်ခြင်းသည် ကျမ်းပြုတို့နှင့်ဖာရိရှဲတို့ထက်မလွန်မတားလင်တင်တို့သည်ကောင်းကင်များ၏နိုင်ငံတော်အထဲသို့မဝင်ရကြဟုငါအမှန်ဆို၏အာမင်မဿဲခန်းကြီးငါခန်းငယ်73ရဲ့မှစူး1တင်တို့အငယ်73မှ76ထိသည်တောင်ပေါ်တွင် ရှင်ပြေအသိဤဟောပြောချက် ဒုတိယပိုင်းဖြစ်၍ကောင်းကင်များ၏နိုင်ငံတော်သားတို့သည်ဤလောကကို လွှမ်းမိုးရမည်အကြောင်းဖြစ်သည် သူတို့သည် ပုပ်ပြက်နေသောမြေကြီးအတွက်စားဖြစ်၍မှောင်မိုက်နေသောလောကအတွက်အလင်းဖြစ်သည် အာမင်မဿဲခန်းကြီး9ခန်းငယ်73ရဲ့မဆူး1ဤလောကဤစား စာဤသဘောတဘာဝသည် ပုတ်ပြက်စေသော ပူများကိုတုတ်တင်ရှင်းလင်းတက်ဖြတ်ပေးသည်ကောင်းကင်များဤနိုင်ငံတော်သားတို့သည်ထို့သို့သောဒရတ်သဘောတဘာဝဖြစ်ပြီး ပုတ်ပြက်နေသော မြေကြီးကို လုံလုံပုတ်ပြက်ခြင်းမှထိမ့်သိမ့်ပေးသည် အာမင်မဿဲခန်းကြီး9ခန်းငယ်73ရဲ့မဆူး3အငန်ကင်းပြောက် နိုင်ငံတော်သားတို့အဖို့အငန်ကင်းပြောက်ခြင်းဆိုသည်မှာ သူတို့၌စာဤလှုပ်ဆောင်မှုမရှိခြင်းကိုဆိုလိုသည်သူတို့သည် လောကသားများနှင့် တူလာ၍မယုံကြည်သူများနှင့် ခွဲခြား၍မရနိုင်သော အခြေအနေထိရှိလာခြင်းဖြစ်သည်မသက်ခန်းကြီးငါခန်းငယ်73ရဲ့မဆူးလေပြင်တို့ပြည့်ပြင်တို့ပြစ်လိုက်ခြင်းဆိုသည်မှာ ကောင်းကင်များ၏နိုင်ငံတော်မှ ထုတ်ပြစ်ခြင်းကိုဆိုလိုသည်မသက်ခန်းကြီးငါခန်းငယ်73ရဲ့ငါကြော်နေလူတို့၏ခြေဖြင့်ကြော်နေခြင်းဆိုသည်မှာအတုံးမဝင်သော မြေမှုန့်ကဲ့သို့ပြုတ်မှုခံရခြင်းကိုဆိုလိုသည်မသက်ခန်းကြီးငါခန်းငယ်74ရဲ့မဆူးတအလင်းအလင်းမှာမှောင်မိုက်၌ရှိသူများကိုမိခွက်ဤအလင်းဖြင့်ထွန်းလင်းပေးခြင်းဖြစ်သည် ကောင်းကင်များ၏နိုင်ငံတော်သားတို့သည် လောကမှောင်မိုက်ကို ဖြိုခွင်းပေးသောအလင်းဖြစ်သည်သူတို့သည်သဘောတဘာဝ၌ငံသောစားဖြစ်၍အပြုတ်အမူ၌ထွန်းလင်းသောအလင်းဖြစ်သည်မတဲခန်းကြီးငါခန်းငယ်14ရဲ့မဆူနှစ်မြို့အလင်းထွန်းလင်းသော နိုင်ငံတော်သားတို့သည် တောင်ထိပ်ပေါ်တွင်တည်သောမြို့ကဲ့သို့ဖြစ်၍ထိုမြို့ကို မဖုံးကွယ်နိုင်ပေ။ဤသည်မှာတန်ရှင်သောမြို့တော်ယေရုရှလင်မြို့သစ်၌အဆုံးစွန်ပြီးမြောက်ပြည့်စုံလိမ့်မည်။အာမင်။မဿဲခန်းကြီး9ခန်းငယ်15ရဲ့မှတ်စု1တောင်ဇလား တောင်ဇလာသည်စဘာမျိုးစေ့တို့ကိုချိန်တွဲရာတွင်အသုံးပြုသောပစ္စည်းဖြစ်သည်မိခွက်သည်တောင်ဇလာအောင်၌အလဲမထွန်းလင်းနိုင်ပေ အလဲထွန်းလင်းသောမိခွက်ဖြစ်သည့်နိုင်ငံတော်သားတို့သည် လူတို့အားစိုးရိမ်ခြင်းဖြစ်စေသောအစားအစာနှင့်သက်ဆိုင်သည့်တောင်ဇလာဖြင့်ဖုံးကွယ်ထားခြင်း မခံသင့်ပေအာမင်မဿဲခန်းကြီး9ခန်းငယ်15ရေမဆူး1စီမီခော တောင်ထိပ်၌တည်သောမြို့အလင်းသည်အပြင်၌ရှိသူများအပေါ်ထွန်းလင်းပေ၍မိခုံတိုင်ရှိမိခွက်လင်းသည်အိမ်ထဲ၌ရှိသောသူများအပေါ်ထွန်းလင်းပေသည်တောင်ထိပ်၌တည်သောမြို့အလင်းကိုမဖုံးကွယ်နိုင်တကဲ့သို့မိခုံတိုင်ပေါ်ရှိမိခွက်အလင်းကိုလည်းဖုံးကွယ်ထားခြင်းမရှိရပေမတဲခန်းကြီးငါခန်းငယ်16ရဲမဆူ1ကောင်း နိုင်ငံတော်သားတို့၏အပြုအမူကို ကောင်းသောအကျင့်များဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည်ထိုကောင်းသောအကျင့်များအားဖြင့်လူများသည်ဖျားသခင်ကိုမြင်လာနိုင်၍ကိုရော့ထံသို့ခေါ်ဆောင်ခြင်းခံရကြသည် မသေးခန်းကြီး9ခန်းငယ်16ရဲမဆူးနှစ်ဘုံတော်ခပဲတော်ဖျားဤဘုံတော်ကိုချီးမွမ်းခြင်းသည် ကိုရော့အားဘုံအတရေပေးခြင်းဖြစ်သည် ဘုံတော်သည်ထင်ရှားသောဖျားသခင်ဖြစ်သည်နိုင်ငံတော်သားတို့သည်သူတို့၏အပြုတ်မှုနှင့်ကောင်းသောအကျင့်တို့၌ဖျားကိုထင်ရှားသောအခါလူတို့သည်ဖျားကိုမြင်ရ၍ဖျားအားဘုံအတရေပေးကြသည်မသည်ခန်းကြီးငါခန်းငယ်16ရဲ့မဆူးတုံတင်တို့အဖတင်တို့အဖဟူသည်မှာ ရှင်ပြန်အတိဤဒေသနာတော်အားနားထောင်ကြသော တပည့်တော်တို့သည် အစ်စ်မွေးဖွားခြင်းခံရသောဖျားသခင်သားများဖြစ်ကြောင်းကိုတည်တည်ပြသည် အာမင်မဿဲခန်းကြီး9ခန်းငယ်16ရဲ့မဆူး1မထင်ရှားနှင့်အငယ်16မှ48အထိသည်တောင်ပေါ်တွင် ရှင်ပြည့်အစ်စ်မှဟောပြောသောဒေသနာတော်တတိယအပိုင်းဖြစ်၍ကောင်းကင်များ၏နိုင်ငံတော်သားတို့၏ပြည့်ညက်တရားနှင့်သက်ဆိုင်သည် မသေးခန်းကြီးငါခန်းငယ်ဆက်ခွန်ရဲ့မဆူးနှစ်ပြေဆုံးဤနေရာတွင် ခရစ်တော်သည် ပြည့်ညက်တရားကိုပြေဆုံးစေခြင်းကကြွလာခဲ့သည်ဟုဆိုရာတွင်တအကောင်းဘက်မှကြည်လင် ကိုတော်သည် ပြည့်ညက်တော်တို့ကိုစောင့်ထိန်ခဲ့သည် နှစ်စန့်ကျင်ဘက်မှကြည်လင်ကိုတော်သည်ကားတိုင်ပေါ်တွင်ကိုစားအသေးခံခဲ့ခြင်းဖြင့်ပြည့်ညက်တရားဤတောင်းဆိုချက်များကိုဖြည့်ဆည်းပေးခဲ့သည်၃ ကိုတော်ကငါဆိုသည်ကဟူသောစကားကိုအကျင့်ကျင့်သုံးထားခြင်းအရာကိုတော်သည် ပြည့်ညတ်တရားအဟောင်းတွင် ပြည့်ညတ်တရားအသည့်ထက်မှန်ဖြည့်ဆွတ်ခဲ့ကြောင်းထင်ရှားသည်ပြည့်ညတ်တရားကို ခရစ်တော်စောင့်ထိန်ခြင်းမှာကားတိုင်းပေါ်တွင်ကိုစားအသေးခံခြင်းအားဖြင့်ပြည့်ညတ်တရားဤတောင်းဆိုချက်အလုံးကိုပြည့်စုံစေရန်ရည်ချင်း ြည့်မိခြင်းပင်ဖြစ်သည်ခရစ်တော်သည်ကားတိုင်ပေါ်တွင် ကိုစားတေခန့်ခြင်းအဖြစ်ပြည့်ညတ်တရား၏တောင်းဆိုမှုကိုပြည့်မြောက်ပြည့်စုံစေခဲ့ခြင်းမှာပြည့်ညတ်တရားကိုပြည့်မြောက်ပြည့်စုံစေသော ရှင်ပြန်ထမြောက်ခြင်းအသက်ကိုဆောင်ယူခဲ့ခြင်းဖြစ်သည်လူသည်ပြည့်ညတ်တရားဟောင်းဖြစ်သည့်နေသော ပြည့်ညတ်တရားကိုစောင့်ထိန်ရမည်။နှောင့်ထိန်မှက ပြည့်တန်စည်ရင်ခြင်းခံရမည်ဟုသည့် တောင်းဆိုချက်အားလုံးသည်ပြီးဆုံးခဲ့ပြီဖြစ်သည်ယခုတွင်အဖအီသားများဖြစ်သောနိုင်ငံတော်သားများသည် ပြည့်ညက်တရားသစ်ဖြစ်သည့်မြင့်သောပြည့်ညက်တရားကိုအဖအီသာရတက်ဒီဟုသောရှင်ပြန်ထမြောက်ခြင်းအတ္တအားဖြင့်ပြည့်စုံစည်ရန်သာလိုအပ်သည် ပြည့်ညက်တရားဟောင်းသည်မောရှိအားဖြင့်ပေးခဲ၍ပြည့်ညက်တရားသစ်သည် ခရစ်တော်အားဖြင့်ပြဋ္ဌာန်းခဲ့သည် ပြည့်ညက်တရားနှင့်ဆက်လင်း၍ ပြည့်ညက်တရား၏မိမချက်နှင့် ပြည့်ညက်တရား၏အလေးလာဟူ၍ပုံပန်းတံတန်နှစ်ခုရှိသည်ပြည့်ညက်တရား၏မိမချက်မှာ သခင်ဖျားကြွလာခြင်းအဖြစ်ပြည့်မြောက်ပြည့်စုံခဲ၍ပြည့်ညက်တရား၏အလေးလာမှာဖျားသခင်၏ဓမ္မသစ်စီမံခြင်းအတိုင်းယုံကြည်ခြင်းအလေးလာအဖြစ်အစာထိုးခဲ့ပြီဖြစ်သည်အာမင်မတဲခန်းကြီးငါခန်းငယ်၁၈ရဲ့မဆူး၁ကောင်းကင် မီလီနီနိုင်ငံတော်ပြီးသည့်နောက်ကောင်းကင်ဟောင်းနှင့်မြေကြီးဟောင်းသည်ရွေ့သွားပြီးကောင်းကင်တစ်နှင့်မြေကြီးတစ်သည်ရောက်ရှိလာမည်ဖြစ်သည်ပညတိကျမ်းတွင်မိတ်ဆိုထားသောအရာများမှာမီလီနီနိုင်ငံတော်အဆုံးထိတာဖြစ်၍နာဂတိကျမ်းတွင်မိတ်ဆိုထားချက်မှာကောင်းကင်တစ်နှင့်မြေကြီးတစ်အထိဖြစ်သည်ထို့ကြောင့်ငယ်ဆက်ခွန်၌ပညတိကျမ်းနှင့်အနာဂတ်တိကျမ်းနှမျိုးစလုံးကိုဖော်ပြထားတော်လဲအငယ်၁၈၌မူ နာဂတိကျမ်းကိုမဖော်ပြဘဲပညတိကျမ်းကိုသာဖော်ပြထားသည်မတေခန်းကြီးငါခန်းငယ်၁၈ရဲ့မဆူးနှစ်ဆလုံးပုပ်ဖြတ်ကဲ့သို့ဖြစ်သောအငယ်ဆုံးသော ဟေပြဲဆလုံး YOD yacht ဟူသော ဟေပြဲစကလုံးနှင့်တူညီသည့်ဂရိစကလုံးဖြစ်သည်မတဲခန်းကြီးငါခန်းငယ်၁၈ရဲ့မဆူးတုံပိန်တု Greek K E R A I A Kerer ဖြစ်၍ဥโจအစွန်းထွက်ခြင်း ဖြစ်ကဟေပြဲစာဖြင့်အသုံးပြုသောအမှတ်သားကိုရည်ညွှန်းသည် အာမင်မဿဲခန်းကြီး9ခန်းငယ်16ရဲ့မဆူး1ပြညက်ပညာတရားများဆိုသည်မှာငွေ၁၈နိုင်ရှိသောပညာတိကျမ်းကိုရည်ညွှန်းသည့် နိုင်ငံတော်သားများသည်ပြည်ညတ်တရားကိုပြည့်စုံစေသည်သာမကဖြည့်ဆွတ်ပေးခြင်းလည်းဖြစ်သည် ထို့ကြောင့်သူတို့သည်ပြည်ညတ်တိချမ်းဤမိတိပြည်ညတ်ချက်ကိုမျှမပယ်ဖြတ်ပေမတဲခန်းကြီးငါခန်းငယ်20ရဲ့မဆူး1တင်တို့ဤဖြောင့်မတ်ခြင်း ဤနေရာရှိဖြောင့်မတ်ခြင်းမှာ ကျွန်ုပ်တို့သည်ခရစ်တော်အားယုံကြည်လက်ခံသောအခါဖျားသခင်ဤရှေးတော်တွင်ရရှိသည့်အပြင်ပိုင်းဖြောင့်မတ်ခြင်းကိုရည်ညွှန်းသည်သာမကကျွန်ုပ်တို့ဤဖြောင့်မတ်ခြင်းဖြစ်သော ကျွန်ုပ်တို့အထဲမှရှင်ထွက်သော အတွင်း၌ကဲဝတ်နေသည့်ခရစ်တော်ဒီဟုသော အတွင်းဖြောင့်မတ်ခြင်းကိုလည်းရည်ညွှန်းသည် သို့မှသာကျွန်ုပ်တို့သည်ယနေ့နိုင်ငံတော်ဤစစ်မှန်ခြင်း၌အသက်ရှင်နိုင်၍ နာဂတ်နိုင်ငံတော်ဤထင်ရှားခြင်းအထဲသို့ဝင်ရောက်နိုင်ပြီဖြစ်သည်ဤအတွင်းပိုင်းဖြောင့်မတ်ခြင်းမှာပြည့်ညက်တရားဟောင်းကိုပြည့်စုံစေရုံဖြင့်ရရှိခြင်းမဟုတ်ဘဲနှုတ်ကပတ်တော်ဤအပိုင်း၌ရှင်ပြန်အစ်အားဖြင့်ပေးထားသည့်ကောင်းကင်များဤနိုင်ငံတော်ပြည့်ညက်တရားအစ်အစ်ကိုပြည့်စုံစေခြင်းမှတစ်ဆင့်ပြည့်ညက်တရားဟောင်းကို ဖြည့်ဆွတ်ပေးခြင်းမှရရှိခြင်းဖြစ်သည်အာမင် နိုင်ငံတော်၏ပြည်ညက်တရားသစ်အတိုင်းဖြစ်သောနိုင်ငံတော်သားများ၏ဖြောင့်မတ်ခြင်းသည် ပြည်ညက်တရားဟောင်းအတိုင်းဖြစ်သောကျမ်းပြုဆရာနှင့်ပါရိရှဲတို့၏ဖြောင့်မတ်ခြင်းထက်တာလွန်မြင့်မားသည်ဤတာလွန်ကောင်းမွန်သော ဖြောင့်မတ်ခြင်းကိုရရှိရန်ကျွန်ုပ်တို့၏ဇာတိအသက်သည်မတက်ဆွမ်းနိုင်ပေ၎င်းကိုခရစ်တော်၏ရှင်ပြန်ထမြောက်သောအသက်မြင့်မားသောအသက်အားဖြင့်သာ ထုတ်လုပ်နိုင်မည်ဖြစ်သည်မင်္ဂလာဆောင်ပွဲအဝတ်တည်းဟုသော ထို့ဖြောင့်မတ်ခြင်းသည်တိုးတက်ငယ်၏မင်္ဂလာဆောင်ပွဲ၌ပါဝင်ဆက်ဆက်နိုင်ရန်နှင့်နာဂတ်၌ကောင်းကင်များ၏နိုင်ငံတော်ထင်ရှားခြင်းအထဲသို့ဝင်ရောက်အမွေခံနိုင်ရန်ကျွန်ုပ်တို့အားရည်ချင်းပြည့်မီစေသည်ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၏ဖြောင့်မတ်ခြင်းသည် ပြည့်ညက်တရားဟောင်း၏စာသားအတိုင်းသူတို့၏ဇာတိအသက်ဖြင့်လက်တွေ့ကျင့်ဆောင်ခြင်းမှရသောစာသားဖြောင့်မတ်ခြင်းဖြစ်သည် နိုင်ငံတော်သားများ၏တာလွန်ကောင်းမွန်သောဖြောင့်မတ်ခြင်းသည် အသက်၏ပြည့်ညက်တရားတစ်အတိုင်းသူတို့၏အသက်ဖြစ်သော ခရစ်တော်ကိုယူဆောင်ခြင်းဖြင့်အသက်ရှင်ထွက်သည့်အသက်၏ဖြောင့်မတ်ခြင်းဖြစ်သည်သဘောတဘာဝနှင့်အစဉ်အတန်းနှမျိုးစလုံးအရာ အသက်၏ဖြောင့်မတ်ခြင်းသည် ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့လက်တွေ့လှုပ်ဆောင်သည့်အသက်မဲ့သော ဖြောင့်မတ်ခြင်းထက်တာလွန်သည် မသက်ခန်းကြီး9ခန်းငယ်20ရဲ့မဆူးနှစ်ကျမ်းပြုအခန်းကြီး2ရဲ့မဆူး4တစ်ကိုကြည်ပါယစ်ပရောဟိတ်တို့သည် လူတို့အားပြည့်ညက်တရား တွင်တင်ပေးသူများဖြစ်၍ကျံပြူဆရာတို့သည်ကျန်းစာတည်သူများဖြစ်ကြသည်ရေပရောဟိတ်များနှင့်ကျံပြူဆရာတို့သည် ခရစ်တော်ဖွားမြင်မိအကြောင်းကိုသိထားသူများဖြစ်ကြသည်သို့တော်သူတို့သည် အရှိပြီမှလာသော မာကုပညာရှိများနှင့်မတူပေသူတို့သည်ယူပါယုံကိုမမြင်သလိုခရစ်တော်ကို ရှာဖွေသောစိတ်နှလုံးလည်းမရှိကြပါမတဲခန်းကြီးငါခန်းငယ်20ရဲ့မဆူတော့ နိုင်ငံတော်အထဲသို့မဝင်ဖျားသခင်နိုင်ငံတော်အထဲသို့ဝင်ရောက်ရင်ကျွန်ုပ်တို့၏အသက်တာအသက်စတင်ခြင်းဒီဟုသောအသက်တပံမွေးဖွားခြင်းခံရန်လိုသည်သို့သောကောင်းကင်များ၏နိုင်ငံတော်အထဲသို့ဝင်ရောက်ရန်မှာ အသည့်မွေးဖွားပြီးသည့်နောက်ကျွန်ုပ်တို့၏အသက်ရှင်ခြင်း၌တာလွန်ကောင်းမွန်သော ဖြောင့်မတ်ခြင်းရှိရန်တောင်းဆိုနေသည် ကောင်းကင်များ၏နိုင်ငံတော်အထဲသို့ တွင်ရောက်ရန်အတွက်ယနေ့နိုင်ငံတော်ဤစစ်မှန်ခြင်း၌အသက်ရှင်ရမည်ဖြစ်သည် သို့မှသာအနာဂတ်တွင် နိုင်ငံတော်ဤထင်ရှားခြင်း၌ပါဝင်ဆက်ဆံနိုင်မည်ဖြစ်သည်